ဒီနေ့မလ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်းကိုမြန်မာထိုင်းနဲ့တရုတ်နိုင်ငံတွေမှာတိတိတသားခန်းစားခဲ့ရတယ်လို့ဒေသခံတွေထံကသိရပါဗျ။ဟဲ့ရိုက်ကြပါပြီ။ ဒီနေ့မလ28ရက်မွန်လွဲ12မိနစ်50ကလှုပ်ခတ်ခဲ့တဲ့ငလင်လှုပ်ခတ်မှုဟာမိနစ်ပိုင်းခန့်အချိန်ကြာမြင့်ခဲ့ပြီးငလင်ကြောင့်မြန်မာနိုင်ငံမှာရှိတဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်တချို့မှာနေအိမ်အဆောက်အအုံလန်ဒရာပြိုကျထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။မြန်မာနိုင်ငံအလဲပိုင်းမန္တလေးနဲ့စကိုင်းဒေသကိုအ धिक ဗဟုပြုလှုပ်ခတ်ပွဲရှိတဲ့အဆိုပါငလင်ဟာပြင်းရရစ်တာစကေ9ကြော်အထိပြင်းထန်ကြောင်းနိုင်ငံတကာငလင်စောင့်ကြည့်ရေးအဖွဲ့တချို့ရဲ့တင်ပြမှုတွေအရကနဦးသိရှိရပါတယ်။တိုင်းဒေသလူရှိတာနေ လို့ရှိကြရမှာလေမှာဇာဘခေါအောင်မင်းနေတဲ့အီဂိုကြရယ်မြန်မာနိုင်ငံမှာပြည်စည်းဆုံးရှုံးမှုရှိနေတဲ့ဒင်းကလေးလှုပ်ခတ်မှုနဲ့ပတ်သက်ပြီးအသေးစိတ်အချက်အလက်တွေကိုသက်ဆိုင်ရာကထုတ်ပြန်ခြင်းမရှိသေးပေမယ့်အသေးစိတ်ထပ်မံသိရှိရပါကအချိန်နဲ့တပြေးညီဆက်လက်ဖော်ပြပေးသွားပါမယ်။နောက်မှပြီးကြမရှိဘူးဘယ်လိုပဲပြီးလို့ပြီးရမှမသိဘူး။ဒီကြီးတွေလည်းအဲ့ ပြေးမယ်ဘလို့ခုံစင်းရတော့မှလို့ပြေးရမှလို့နဲ့ဟိုဘက်ကြည့်လိုက်တော့တကအဟောင်းကြီးရပါ